ားလုံးမင်္ဂလာပါရှင်။ပေးများတို့လည်းလက်ခဲဓမ္မရေးအစီအစဉ်အတွက်ဝိတုဒ္ဓိမတ်ဓမ္မနာဝိပဿနာအပွင့်များရေးပူဆောင်လာရခါမဟာတဒ္ဓမဆိုတိကသစဆရာကြီးဒေါက်တာဦးစုမင်းကိုဖိတ်ကြားထားပါမယ်ရှင်။ဆရာကြီးမင်္ဂလာပါရှင်။မင်္ဂလာပါ။ကျန်ဘက်ကင်ရှင်ပါအောင်သူတို့အဆုံးဖြစ်အောင်ရှင်းပြပေးပါနော်ပြီးသွားလို့ရှင်ဒီမိစင်ပေါ်တဲ့မှာဘလို့အချင်းသုံးနေလဲဆိုတာအတွက်ပြပြပါရှင်အဲ့တော့မက်ကင်ရှင်ပါနော်ဒါဆိုပြသာသနာရဲ့အနက်ကမက်ကင်ရှင်ပါပါ အရောစာပေလိုတော့တမ္မာဒိဋ္ဌိပေါ့နော်မှန်စွာမြင်ခြင်းပေါ့တမ္မာသင်္ကပ္ပမှန်စွာတွေးတော်စီမြင်ပေါ့နောက်တမ္မာဝါစာမှန်စွာပြောခြင်းတမ္မာကမ္မနာမှန်စွာမြင်ခြင်းတမ္မာအာဇီဝမှန်စွာအတ္တဘူဝံခြင်းနော်နောက်တမ္မာဝေမဆွေမှန်စွာအတ္ထုခြင်းတမ္မာသတိမှန်စွာအောင်းနေခြင်းတမ္မာတပါးလေးဆိုမှန်စွာတိတိခြင်းဆိုပြစာပေရွက်ပေါ့ဒါလိုအပိုင်းသုံးပိုင်းဒီခွဲလိုက်လို့ရှိရင် တိလမဲ့တင်တမာရီမဲ့တင်ပညာမဲ့တင်ဆိုတော့ဘယ်ပါ့။ဒါရစာပြီးတိုင်းပါလား။ဘာလို့နေ့စဉ်ဘွားရဲမှာလိုချင်သုံးရမယ်ဆိုတာလေးတန်တော့ပြန်။ဘုမမီအမဲအမို့။ဒါရရင်တော့ဆရာတို့ကုသိုလ်တွေပြောတဲ့အကြောင်းဆရာကုသိုလ်ဆောင်မျိုးရှိတယ်ပေါ့နော်။အဲဒါနာကုသိုလ်၊တိလကုသိုလ်၊တမာရီကုသိုလ်၊ဒီပဒနာကုသိုလ်မဲ့ကုသိုလ်တွေပြောလိုက်။ပြောလို့ဆရာရဲ့တဲ့ဂျန်နဲ့ကုသိုလ်တွေရောနားလေတဲ့မဲ့ကုသိုလ်နားမလဲဘူးလေ။ဒီကနေ့မေးဖို့လေကြွား။ ဒီလိုဆရာပေါ့ပေါ့ပါပါပြမလို့ပြောလိုက်နေဆိုတော့ဒီ copy miss ကြားဘူးလားအကြားဘူးလေ copy miss ရမှာလုပ်နေ3 in 1ဆိုပါတယ်တိလားတိလို့နေအဆရာဘာလေးလဲဆိုတော့ copy made ပေါ့နော် copy ရ copy made ရတကြားရပေါ့ဒါပေါင်းထန်တာပေါ့အော်ရင်းနေလဲထည့်ပြောလိုက်ပြန်ထုတ်လို့မရတော့ဘူးပေါ့နော်သူတို့ပြန်ခွဲကြလို့မရဟုတ်ပြီလို့အဲ့ဒီတိုင်းခဲလို့ဒီ macro ဆိုဆိုဒီ ဝိပဿနာနဲ့ရှုတော်မှန်ကြည့်မယ်ဆိုလို့ရှိရင်ဆရာကတိလတမရင်ပြင်ကြဘာလို့ဘယ်လိုဘက်ကင်ရှင်းသွားပေါ့ဆရာကဒါကတက်ရှင်းတကူရဲ့မှာတပေါင်းနဲ့ပုံပေါင်းသွားတာနော်ဥပမာလေးပြောပြမယ်လို့ပြန်ရှိခိုးဘူးလားရှိခိုးဘူးပါလေဒီလက်ဝိချိလိုက်လို့ရှိရင်ဘာဖြစ်သွားလဲဆိုတိလလေးဖြစ်သွားတယ်ဘာလို့လဲကာယကံဆောင်ထိုင်လိုက်တာဟုတ်လဲဝိချိလိုက်ကောင်းတဲ့မှုတွေလောက်တာတိလပေါ့ အဲ့ကံပဲလို့မြတ်စွာဘုရားပုံတော်လေးကိုမင်းစိတ်ကညှက်သွားတဲ့အခါကျတော့လို့အဲ့ပုံတော်ပေါ်မှာစိတ်ကတည်မတော်လားတည်သွားတယ်အဲ့ဒါတမာရီဖြစ်သွားတာဒါပေမဲ့ဆယ်တော့လက်ကိုထိလိုက်တာလေးကိုတည်လားဖြစ်တယ်လို့မသိဘူးပေါ့နော်မြတ်စွာဘုရားရဲ့ပုံတော်လေးပေါ်မှာပဲစိတ်ပြီးတည်သွားလို့ရှိရင်ပေါ့နော်တမာရီဖြစ်သွားတယ်လို့လည်းသတိမပြုဘူးပေါ့အဲ့တော့လက်ကိုထိပြီးကြောက်တာဘလူကကြောက်တာလဲဘုရားကြောက်တာဘူးဆိုစေနာတိုက်တော်မှုလက်ကိုထိကြောက်တာလို့ အဲ့တော့ဒီလိုမှန်မှန်ကန်ကန်ပုံပုံပေါ်ဘူးငါမဟုတ်စေတနာပြောတာလို့သိတော့ပညာဖြစ်ပါတယ်လို့ငါပြုတ်သွားတာပေါ့နော်ဘောကအနေနဲ့ပြောမှာစိအဲကြောင့်မလို့လက်ဥချီပြောဖျားကိုရှင်းခိုးလိုက်တဲ့အချိန်မှာတိလာတမာရီပညာဆိုတဲ့3 in 1ဖြစ်သွားတာပဲလို့ဒါကမက်ဂင်ရှင်းပါအရှင်းတစ်ခုတည်းပါဘုံပါသွားတာပေါ့နော်ဒီစက်တိုင်းလည်းဘလို့ဖြစ်လာတယ်လေဆိုဆရာကဝေယဝိစ္စတွေအလူတွေမှာသွားလုပ်ပြီးတဲ့အခါမှာ ဘုရားဝိဆတ်လုပ်တယ်ဆိုတော့သူကသူ့တို့ရတယ်ဆိုတော့သိတာပေါ့နော်ဒါပေမဲ့ဒီဘုရားဝိဆတ်လုပ်ရင်းနဲ့ပေါ့နော်သီလသမာဓိပညာပေါ့နော်ဘုရားလုံးဘက်ကင်ဖြစ်ပါရှိတော့ငါမျိုးပေါင်းလင်းသွားတဲ့စိတ်ထဲမှာတိတ်မပေါ်လင်းကြဘူးပေါ့နော်အဲ့တော့ဘုရားဝိဆတ်လုပ်တယ်ဆိုတော့သီလခုအဲ့တော့ဝေယဝိသလုပ်ရင်းနဲ့ကိုလုံးတဲ့လုပ်ငန်းလေးပေါ်မှာစိတ်လေးတည်တည်ကြည်ကြည်သိချာလေးလုပ်တယ်ဆိုရင်တမာလေးသူ့လိုချင်ပါ့မလို့လုပ်တာလည်းဘူကလုပ်တာပုံပုံကလုပ်တာဘူးစေကနာလုပ်တာလို့မှန်သိလိုက်တာနဲ့ ပညာဖြစ်ပါတယ်။ကျောင်းလူဝိယဝိသတုရင်းနဲ့ဘုရားအဲ့ထဲမှာပါပင်ပါသွားတယ်တိလာပမာဒီပညာဆွဲမဲ့ပင်သုံးရတပေါင်းနဲ့3 in 1ဖြစ်သွားတယ်เนาะ။အဲကြောင့်မို့လက်တွေ့ဘဝတွေမှာပါလုံးလုံးဒီတိလာပမာဒီပညာဆွဲရှိတော့နေရတယ်ဘုရား။ဘုရားနှလုံးသွင်းနိုင်တယ်ဆိုလို့ရှိရင်လက်တွေ့ဘဝထဲမှာအဲမဲ့ပင်ဖြစ်ပါလိမ့်မယ်ကျင်းသုံးနေတယ်ဖြစ်ပါလိမ့်မယ်။ကျင်းပါတယ်ဗျာ။ကံလည်းကောင်းပါစေ၊ဉာဏ်လည်းကောင်းပါစေ။